ါရှင်ဒေါက်တာမမီ page ကနေကြိုဆိုပါရစေ။ကျမကတော့ဒေါက်တာမြတ်သိရီမောင်ပါ။ဒီဗီဒီယိုလေးထဲမှာတော့ paracetamol စီးရင်နဲ့ပတ်သက်ပြီးတော့မိဘတွေအမေးများတဲ့မေးခွန်းလေးတွေကိုဖြေပေးမှာပဲဖြစ်ပါတယ်ရှင်။ ဖာရာစီတမောရဲ့အလုပ်လုပ်ပုံကတော့အုံနောက်ထဲမှာရှိတဲ့ chemical messenger လေးတွေကိုသွားပြီးတော့ပိတ်ဆို့လိုက်ခြင်းပဲဖြစ်ပါတယ်။အဲ့လိုပိတ်ဆို့လိုက်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကနာကျင်မှုဆိုတာကိုမသိတော့ပါဘူး။နောက်တစ်ခုကတော့ဖာရာစီတမောကအပူချိန်ကိုထိ ंछ ုပ်ပေးနိုင်တာဖြစ်ပါတယ်။ကိုပူချိန်ကိုကျစေပါတယ်။အာဒါကလည်းအုံနောက်ထဲမှာရှိတဲ့ chemical messenger လေးတွေကိုသွားပြီးတော့ပိတ်ဆို့ပြီးတဲ့အခါမှာဆိုရင်ခန္ဓာကိုယ်ရဲ့အပူချိန်ထိ ंछ ုပ်မှုအပေါ်မှာတည်ရောက်မှုရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီလိုနီးလန်းတဲ့ဖာရာစီတမောကနာကျင်မှုတွေကိုတတ်တာစေတာကိုပူချိန်ကိုလျှော့ချပေးတာမျိုးရရှိနိုင်တာပဲဖြစ်ပါ ်ပါတယ်ရှင်ပါရာစီတမောဆေးရည်ဆေးပြားတွေကိုတောက်မယ်ဆိုရင်အာနိသင်ပြဖို့အတွက်အချိန်မိနစ်30ခန့်လိုအပ်ပါတယ်ဆိုအိုးအနေထည့်ရတဲ့ suppository ဆေးတောက်တွေကိုသုံးပြုမယ်ဆိုရင်ကြတော့အချိန်အားဖြင့်တစ်နာရီခန့်လိုအပ်ပါတယ်တကယ်လို့များကလေးတူဟာအဖျားကြီးနေတာက3ရက်နဲ့အထက်လေးဖြစ်နေမယ်ပါရာစီတမောဆေးရည်ဆေးပြားတွေလိုမျိုးတောက်တာတော့မှပဲသူ့ရဲ့အဖျားမကြအောင်ဆိုရင်တော့ဆေးရုံဆေးခန်းကိုအချိန်မီ၍ပြဖို့အတွက်လိုအပ်ပါတယ်ရှင် ပါရာစီတမောဆေးရည်ဆေးပြားတွေကိုသိမ်းဆီးတဲ့နေရာမှာဆိုရင်တော့နေရောင်နဲ့ဓာတ်ရိုက်ထိတွေ့မှုမရှိတဲ့နေရာမှာသိမ်းဆီးထားမှာဖြစ်ပါတယ်။ရေခဲတက်တာတဲ့အထိသိမ်းထားဖို့မလိုအပ်ပါဘူး။ကလင်းငယ်လေးတွေလက်လန်းမမိနိုင်တဲ့နေရာမျိုးမှာသိမ်းဆီးပေးရမှာဖြစ်ပါတယ်ရှင်။ကလေးငယ်လေးကပါရာစီတမောဆေးရည်တောက်နေတယ်ဆိုရင်ပုံမှန်အတိုင်းပဲအစားတောက်တွေစားလို့ရပါတယ်အစားရှောင်စရာတည်တတ်မလို့ပါဘူးရှင်။ ကလေးတွေကိုတိုက်ဖို့အတွက်ဆေးရည်ရွေးတဲ့အခါမှာပါရာစီတမောတိုက်ခဲ့မယ်ဆိုရင်ဆေးရည်ပုံစံမျိုးကကြတော့ကလေးငယ်လေးတွေတောက်ရတာပိုလွယ်ကူတယ်မိဘအနေနဲ့လည်းတိုက်ရတာပိုပြီးတော့အဆင်ပြေပါတယ်ဒါပေမဲ့အဲ့လိုမျိုးဆေးရည်တွေဝယ်တဲ့အခါမှာအမြဲတမ်းဘူးကိုတခြားကြည့်တင်ပါတယ်ဘာကြောင့်လဲဆိုတော့ဆေးဘူးတွေမှာပါဝင်တဲ့ပါရာစီတမော dosage တွေကမတူကြလို့ဖြစ်ပါတယ်တချို့ဆေးဘူးတွေမှာဆိုရင်တော့5မီမှာပါရာစီတမောဆေးရည်120 mg ပါဝင်ပါတယ်အဲနောက်တစ်ခုကကြတော့6 plus syrup လို့ခေါ်တဲ့ဆေးရည်ပေါ့နော်အဲ့လိုဆေးရည်တွေမှာဆိုရင်ကြတော့ပါရာစီတမောက5မီမှာဆိုရင် 250 mg ပါဝင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုကကလေးတွေကို paracetamol တိုက်တော့မယ်ဆိုရင်အမြဲတမ်းမေကိုပဲတွက်ပြီးတော့တိုက်လို့မရပါဘူး။အာကိုတိုက်ရမယ့်ပမာဏသည်ကိုရဲ့ဆေးဘူးနဲ့ဘယ်လိုကိုက်ညီမှုရှိတယ်လဲဆိုတော့ချိန်တွယ်ပြီးတော့တိုက်ရမှာဖြစ်ပါတယ်ရှင်။ နောက်တစ်ခါကျတော့ paracetamol ဆေးရည်တိုက်တဲ့အခါမှာခလေးတွေကိုတစ်နေ့ကို၄ချိန်ထက်ပိုပြီးတော့တိုက်လို့မရပါဘူးပြီးတော့တစ်ချိန်နဲ့တစ်ချိန်နဲ့တိုက်တဲ့အချိန်မှာလည်းအနည်းဆုံး၄နာရီချားပြီးတော့တိုက်ရမှာဖြစ်ပါတယ်ကျမတို့မိဘတွေကဒါစိတ်ပူလွန်ပြီးတော့ခလေးကို paracetamol တိုက်တယ်ပြီးတော့တစ်နာရီလောက်ပဲရှိသေးတယ်အဖျားမကျဘူးဆိုပြီးတော့နောက်တစ်ချိန်ထပ်တိုက်မယ်ဆိုတာမျိုးလုပ်လို့မရပါဘူးရှင် infant syrup လို့ခေါ်တဲ့5မီမှာ120 mg အားပါဝင်တဲ့ paracetamol ဆေးရည်ကိုတိုက်မယ်ဆိုရင်အသက်3လမှ5လအထိခလေးဆိုရင်2.5မီတိုက်ရမှာဖြစ်ပါတယ်6လ မှ23လအရွယ်ကလေးဆိုရင်တော့5မီတိုက်ရမှာဖြစ်ပါတယ်အသက်2နှစ်မှ3နှစ်အထိကလေးဆိုရင်တော့7.5မီတိုက်ရမှာဖြစ်ပါတယ်။အသက်4နှစ်မှ5နှစ်ကလေးဆိုရင်တော့10မီတိုက်ရမှာဖြစ်ပါတယ်။ဒီနှုန်းထားတွေက paracetamol 5မီမှာ120 mg ပါဝင်တဲ့ sibling ကိုတိုက်ရင်အသုံးပြုရမယ့်နှုန်းလေးတွေဖြစ်ပါတယ်။ကိုတိုက်မဲ့ဆေးမှာဘယ်လောက် mg ပါဝင်လဲဆိုတာကိုမိဘတွေသေချာကြည့်ဖို့အတွက်လိုအပ်ပါတယ်။တနည်းကိုလေးချိန်ထပ်ပို့ပြီးတော့မတိုက်သင့်ပါဘူး။ နောက်တစ်မျိုးကကြတော့ Sis Plus Syrup လို့ခေါ်တဲ့ Paracetamol 5မိမှာ 250mg ပါဝင်တဲ့ဆေးရည်ကိုတိုက်ပုံတိုင်းနည်းဖြစ်ပါတယ်။ဒီဆေးရည်ကတော့အသက်6နှစ်နဲ့အထက်ကလေးတွေအတွက်ပိုပြီးတော့သင့်တော်ပါတယ်။တိုက်ရမယ့်ဆေးညွှန်းကတော့အသက်6နှစ်ကနေ9နှစ်အထိဆိုရင် 5m တိုက်ရမှာဖြစ်ပါတယ်။10နှစ်ကနေ9နှစ်အတွင်းဆိုရင်တော့ 7.5m တိုက်ရမှာဖြစ်ပါတယ်။10နှစ်ကနေ17နှစ်အတွင်းဆိုရင်တော့ 10m တိုက်ရမှာဖြစ်ပါတယ်။ဒီဆေးနှုံးတွေကိုလည်းတစ်နေ့ကို၄ချိန်ထပ်ပို့ပြီးတော့မတိုက်သင့်ပါဘူး။ ဆေးတိုက်တဲ့အခါမှာမိဘအနေနဲ့ထပ်မံပြီးတော့သိရှိထားတဲ့နာကတော့တိုက်ပုံတိုင်းကြီးပဲဖြစ်ပါတယ်။ဆေးတိုက်တော့မယ်ဆိုရင်ဆေးရည်ပလင်းလေးကို10စက္ကန့်လောက်လေးလှုပ်ခါပေးဖို့အတွက်လိုအပ်ပါတယ်။ဒါပေမဲ့အလိုက်ဆာအမျိုးအစားဆေးရည်လေးကြီးဆိုရင်တော့ဒီတိုင်းတိုက်လို့ရပါတယ်။လှုပ်ခါပေးစရာမလိုပါဘူး။ပြီးရင်တော့ကျမတို့က dosage ကိုတိတိကျကျနဲ့ချင်းတွယ်ပြီးတော့တိုက်ရမှာဖြစ်ပါတယ်။အဲ့လိုမျိုးတိုက်တဲ့နေရာမှာကိုကမိဖို့ကြောင့်ထဲမှာသုံးတဲ့ဒီထမင်းစားစုံတွေ၊နောက်စတီစုံလေးတွေ၊လဖိတ်စုံလေးတွေသုံးပြီးတော့ချင်းတွယ်ပြီးတိုက်မယ်ဆိုရင်မှားနိုင်ပါတယ်။ဒါကြောင့်မလို့ကျမတို့ကဆေးရည်ထဲမှာပါတဲ့ဒီလိုမျိုးဆေးချင်းတွယ်တဲ့ plastic စုံလေးတွေ ်နောက်တစ်ခုကကျတော့ဒီလိုမျိုး plastic တစ်ခါတုံး syringe လေးတွေကိုအကောင်ဖြုတ်ပြီးတော့မှဆေးရည်ကိုစုပ်တာမျိုးပေါ့နော်အဲ့လိုမျိုးစုပ်ပြီးတော့မှတိုက်မယ်ဆိုရင်တော့ဒါဆေးနှုံးကိုတိတိကျကျနဲ့မမှားပဲနဲ့ကလေးငယ်ကိုတိုက်နိုင်တာဖြစ်ပါတယ်ရှင်ပြီးတော့ဆေးရည်ရဲ့အရာသာကိုကလေးငယ်တွေကမကြိုက်တဲ့အခါမှာဆိုရင်ကျမအကြံပေးရမယ်ဆိုရင်တော့ကလေးကို paracetamol ဆေးရည်ကိုကတစုံတိုက်လိုက်မယ်တိုက်ပြီးပြီဆိုရင်အဲ့ဒီရဲ့နောက်မှာရေလေးဖြစ်ဖြစ်တိုက်လိုက်တာမျိုးဒါမှမဟုတ်လည်းအသီးဖြော်ရည်သို့မဟုတ်နှိုလေးတစုံလောက်တိုက်လိုက်တာမျိုးအဲ့ဒါမျိုးကကြာကလေးငယ်တွေအတွက်ဆေးတိုက်ရတာပိုပြီးတော့လွယ်ကူစေပါတယ်ရှင် ပါရာစီတမောဆေးအနေတွေကခလေးအသက်3လအနေစပြီးတော့တိုက်လို့ရပါတယ်။ဆိုအိုရီယာအနေထဲတဲ့ပါရာစီတမောဆပ်ပိုဇီတရီတွေကတော့အသက်3လအထက်ကနေစပြီးတော့သုံးပေးလို့ရပါတယ်။ပါရာစီတမောတက်ဘလက်လို့ခေါ်တဲ့ဆေးပြားတွေကတော့အသက်6နှစ်အထက်ကြာတော့မှသာတိုက်ပေးရမှာဖြစ်ပါတယ်။ဒါအပြင်ခလေးငယ်ကအသက်2လအောက်ဖြစ်နေခဲ့မယ်။ခလေးမှာကြောက်ကက်နဲ့အသေးပြဿနာတွေရှိနေခဲ့မယ်ဆိုရင်တော့မိမိသဘောနဲ့မိမိပါရာစီတမောဆေးတွေကိုလုံးဝမတိုက်သင့်ပါဘူးရှင်။ ပါရာစီတမောဆိုတာကတော့ high temperature ဖြစ်တဲ့အချိန်ကလေးငယ်လေးတွေကိုပူကြီးတဲ့အချိန်မျိုးမှာထိ ंछ ုပ်ဖို့အတွက်သုံးတဲ့ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။အဲဒါအပြင်မှာဆိုရင်ကလေးငယ်တွေယူယူအေးအေးမိဖျားနာတာ၊တုတ်ကွေးမိတာ၊နားကြိုက်တာ၊ဖိုက်အောင်နာစတဲ့နေရာတွေမှာလည်းဆရာဝန်ပြောပြပေးတဲ့ဆေးညွှန်အတိုင်းကိုတိုက်တဲ့အနေနဲ့အသုံးပြုကြပါတယ်ရှင်။ဒါလေးတွေကတော့ပါရာစီတမောဆေးရည်နဲ့ပတ်သက်ပြီးတော့မိဘတွေအမေးများကြတဲ့သိကျင်ကြတဲ့မိခွန်းလေးတွေကိုပြန်ဖြေပေးထားတာပဲဖြစ်ပါတယ်ရှင်။အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။အခုလိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်။